င်္ဂလာပါရှင်အရခတ်သက်တော် ULEAA ကိုတယံဝင်အစိုးရအဖြစ်အတိမဲ့ပြုပေးဖို့ကုလသမဂ္ဂနဲ့နိုင်ငံတကာတပ်အမတ်တွေကိုအရက်ဖက်အဖွဲ့စည်း200ကျော်ကတောင်းဆိုလိုက်ပါတယ်ကချင်ပြည်ဗမော်ကတိုက်ပွဲမှာတော့ရှစ်တန်းကကာကေးစခတ်တချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ကပြန်လည်ရယူနိုင်ခဲ့ပါတယ် KNDF ဒုစီဦးစီးချုပ်ကဂရနီတော်လန်ရေးတပ်ဖွဲ့တပ်ဖွဲ့ထဲဖြစ်ဖို့တိုက်တွန်းပြောဆိုလိုက်ပါတယ် အရကတတော် ULEE ကိုတရံဝင် အစိုးရဖြစ်အတိမဲ့ပြုပေးဖို့ကုလသမဂ္ဂနဲ့နိုင်ငံတကာသက်အမတ်တွေကိုအရက်ဖက်အဖွဲ့စည်း200ကျော်ကတောင်းဆိုလိုက်ပါတယ်ရခိုင်ပြည်ရဲ့မြေ area အများစုကို ထိ ंछ ုပ်ထားနိုင်သူက AA ဖြစ်ပြီးတော့ရခိုင်ပြည်ရဲ့အုတ်ချုပ်ရေးတရားစီရင်ရေးတွေကိုလက်တွေ့ဖြေရှင်းနေတာဖြစ်လို့အခုလိုမျိုးတရံဝင်အစိုးရအဖြစ်သတ်မှတ်ပေးဖို့တောင်းဆိုရတာလို့ဆိုပါတယ် အီအီဟာရခိုင်ပြည်ရဲ့အုတ်ချုပ်ရည်ရန်တရာကိုကိုက်တွယ်ဆောင်ရွက်နေပြီးတပြည်လုံးရဲ့ဧရိယာ63ရခိုင်လုံးကိုထိ ंछ ုပ်ထားပြီလို့လည်းထုတ်ပြန်ချက်ကဆိုပါတယ်။အုတ်ချုပ်ရည်အပြင်တရားရည်စနစ်လုံချုပ်ရည်နဲ့စစ်ရည်ကျမ်းမာရည်ပညာရည်လူမှုဖွံ့ဖြိုးရေးစတဲ့ရန်တရာတွေအလုံးကိုအီအီကလက်တွေ့အကောင့်ထဲပို့နေတယ်လို့ဖော်ပြထားပါတယ်။ Arakan American Community AAC နဲ့ India Bangladesh Nesat ဒေသတွေမှာ အခြေစိုက်တဲ့အရက်ဖက်အဖွဲ့တွေအပါအဝင်အဖွဲ့အစည်းပေါင်း200နှစ်ဖွဲ့ကစက်တင်ဘာလ29ရက်နေ့မှာထုတ်ပြန်တောင်းဆိုခဲ့တာပါ ရခိုင်ပြည်နယ်ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသကလုံခြုံရေးဆရာပြဿနာတွေပဏိပခရီဖြည့်ရှင်နိုင်ဖို့လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့အတွက်အရခတ်သက်တော် AA ကိုလက်တွေ့အစိုးရအဖြစ်အတိအမှတ်ပြုဆက်ဆက်ပေးဖို့ထုတ်ပြန်တောင်းဆိုရလို့ဆိုပါတယ် အီအီကိုတယင်ဝင်အစိုးရအဖြစ်အတိမတ်ပြုဆက်ဆက်ပေးဖို့တောင်းဆိုတဲ့အိတ်ဖွဲ့ပေးစာကိုကုလသမဂ္ဂအပြင် American EU နဲ့ ASEAN အဖွဲ့ဝင်နိုင်ငံကတန်အမတ်တွေနဲ့တန်ရုံတချို့ကိုပေးပို့ခဲ့ပါတယ်။ကချင်ပြည်ဗမော်ကတိုက်ပွဲမှာတော့ရှေ့တန်ကကာကင်းစခန်းတချို့ကိုကချင်လူလက်ရေးတပ်မတော် KIA ကပြန်လည်ရယူနိုင်ခဲ့တယ်လို့အရေးပါတဲ့ဗျူဟာမြောက်နေရာတွေမှာတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ စက်တင်ဘာလကုန်မှာရွှေပြည်သား KBC ဖះကြောင်ဝန်နေရာတလျှောက်နဲ့ခလာရ49တပ်နာကကာကင်းစခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ကပြန်လည်သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။အခုလည်းတန်ချက်ကတက်နာတဝိုင်းနဲ့တခြားအရေးပါတဲ့ဗျူဟာမြောင်းနေရာ3နေရာလောက်မှာနှစ်ဖက်ကြားတိုက်ပွဲအကြီးအကျယ်ဆက်ဖြစ်နေတယ်လို့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။ ဒါပြင်ခလာရ40ခွန်တက်ရင်နေရနာတဝိုက်မှာလဲတိုက်ပွဲတွေကဆက်ဖြစ်နေရလို့ဆိုပါတယ်တိုက်ပွဲထဲစစ်ကမရှင်တက်ရဲ့လေကြောင်းတိုက်ခိုက်မှုကလည်းနေ့တိုင်းရှိရလို့ပြောပါတယ်တရက်ကိုအ ਨੇ စုံ3ခါလောက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ drone နဲ့ဘုံကျဲမှုကရေတွက်လို့တော့မရဘူးလို့ဆိုပါတယ်မြေပြင်က နေလဲစစ်ကြောင်း၃ကြောင်း၄ကြောင်းလောက်နဲ့ထိုးစစ်ဆင်နေတယ်လို့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။ မြန်မာထိုင်းနယ်စပ်က၄ကီကော်မှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးစစ်ကွန်မရှင်တပ်ကစစ်ကြောင်း၅ကြောင်းနဲ့ထိုးစစ်ဆင်နေတယ်လို့မြင်ပြတဲ့တင်ရင်မြစ်ကပြောပါရယ်။ကရင်ပြည်မြဝတီမြို့ပေါ်က၄ကီကော်မြို့တင်နာမှာစစ်ကွန်မရှင်တပ်နဲ့ကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့တိုက်ပွဲတွေအပြင်းထန်ဆက်ဖြစ်နေတာပါ။ မြဝတီမြို့တာဘက်မှာဆုံရှုံထားတဲ့တပ်စခန်းတွေကိုပြန်ရယူဖို့ drone နဲ့နဲ့ကြီးပစ်ကူတွေယူပြီးစစ်ကော်မရှင်တပ်ကစစ်ကြောင်း၅ကြောင်းနဲ့ဝင်လာတာလို့မြေပြင်သတင်းမြစ်ကပြောပါတယ်။လေကစ်ကော်မြို့တစ်နာကရေကန်ကုန်းကလေးဖက်ကနေထိုးဖောင်းဝင်ရောက်လာတဲ့စစ်ကြောင်းနဲ့အော်တိုဗာလာဆန်အထီတိုက်ပွဲတွေဖြစ်နေပါတယ်။နှစ်ဖက်စလုံးမှာလည်းအကြစိုးရီများတယ်လို့ပြောဆိုနေကြပြီးမြေကရင်အမျိုးသားအစည်းအုပ်ဘက်ကတော့သစုပ်တရားထုတ်ပြန်လာမျိုးမရှိသေးပါဘူး။ ီကြောင့်တိုက်ခိုက်မှုကနယ်ဆက်ဖြစ်တဲ့အတွက် နေပြီမဲ့တင်ငန်းကြီးနောက်ဘက်ကနေမစ်ဆိုင်ဒုံးတွေလက်နက်ကြီးတွေမောင်းသူမဲ့ကာမီကာဇေဒုံးနဲ့စက်တိုက်ပစ်ကူနေတယ်လို့မြေပြင်ကတိုက်ပွဲအခြေအနေကိုသိတဲ့သူကပြောပါတယ်တိုက်ပွဲရီကြောင့်လေကေကောမင်းလက်ပန်ဖလူရတိကူထီးမဲဝါခီစတဲ့ရွာက ထောင်နဲ့ချီတဲ့ဒိသခံပြည်သူတွေဟာတောင်းရင်မြစ်တပတ်ကန်ထိုင်းနိုင်ငံဖက်နဲ့နီးစပ်တဲ့နေရာတွေမှာထွက်ပြေးတိမ်းရှောင်နေကြပါတယ် လေကေကောကစစ်ဘေးရှောက်တွေအတွက်ယာယီတဲတွေအရေးပေါ်ဆောက်ပြီးနေပေမဲ့လုံလောက်မှုမရှိသေးသလိုစားနပ်ရိက္ခာဈေးဝါးတွေလည်းလိုအပ်နေတယ်လို့အကူအညီပေးနေသူတွေကပြောပါတယ်ရခိုင်မကွေးအဆက်ငဖဲမြို့နယ်နဲ့ရီကန်တိုက်ပွဲကနေထွက်ပြေးလာတဲ့စစ်ကွန်မရှင်တပ်သား29ယောက်ကို PRA မကွေးကဖမ်းထားတယ်လို့ထုတ်ပြန်ပါတယ်။ M မင်းဘူးလန်ရခိုင်ယူမတောင်ပေါ်မကွေးတိုင်းငဖဲမြို့နယ်နဲ့ရီကန်တိုက်ပွဲကဆက်ဖြစ်နေပါတယ်။ နေရီကန်ကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား29ယောက်ကို People's Revolution Alliance PRA မကွေးကဖန်ထားတယ်လို့အော်တိုဘာလာ2ရက်နေ့မှာထုတ်ပြန်ပါတယ်။အခုဖန်စီရမိထားတဲ့စစ်ကော်မရှင်တပ်သားတွေဟာစစ်မှုထမ်းအပတ်စဉ်ခွန်ကနေ73အထိတင်းနှဲတက်ခဲ့တဲ့သူတွေဖြစ်ပြီးတော့တမကူကူနဲ့စကခ69လက်အောက်ခံတပ်တွေဖြစ်တယ်လို့ဆိုပါတယ်။ စက်တင်ဘာလအတွင်းမှာနှစ်ရီကန်တောက်တိုက်ပွဲကနေထွက်ပြေးလာသူတွေဖြစ်ပြီးနိုင်ငံတကာစစ်တုပ်ပန်ဥပဒေစည်းမျဉ်းစည်းကမ်းတွေနဲ့အညီထိသိမ်းထားတယ်လို့ PRA မကွေးတပ်ကဆိုပါတယ်စစ်ကောင်စီကလာမယ့်ဒီဇင်ဘာလနဲ့ဇန်နဝါရီလထဲမှာရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာပြီးနောက်ပိုင်းနိုင်ငံတော်ဝန်မှလူအခွင့်အရေးချိုးဖောက်မှုတွေတိတိတသားသားမြင့်တက်လာတယ်လို့မြန်မာနိုင်ငံလူအခွင့်အရေးမက်တန်းကွန်ရဲ့အန်ဒီဘာမာကပြောပါရယ်ဒီကြောင့်ကွန်ပျူတာကတင်ဆက်ထားပါရယ် မြန်မာနိုင်ငံလူခွင့်ရင်မတန်ကိုရဲ့ ND ဘာမာက Bombs to Bolos မြန်မာ Agenda's Bloody Race for Recognition ဆိုတဲ့အစီအစဉ်ခက်စက်တင်မှာပြောဆိုထားတာဖြစ်ပါတယ်။ဒီကောက်ပွဲလုပ်ခုဆိုမြတ်တမထားတဲ့ဒိဋ္ဌတွေကိုသူတို့အနေနဲ့ခုကအာနေနေသင်္ချိုလ်ရေးပူပြီးမှကျူးစာလုတ်ကင်လာတဲ့အခြေအနေရှိတယ်။စစ်ကောင်စီကယူကောက်ပွဲကိုအကြောင်းပြပြီးပြည်သူတွေအပေါ်ဖိနှိပ်တာတွေအကြမ်းဖက်တိုက်ခိုက်တာတွေနဲ့ ဥပဒေကိုလက်နဲ့လိုအတုံးချတာတွေပို့ပြီးကြေကြေပြန့်ပြန့်လှုပ်လာတယ်လို့ဆိုပါတယ်။ရေကောက်ပွဲကျင်းပမယ်လို့ကြီးညာထားတဲ့ဒေသတွေကိုထိန်းချုပ်နိုင်ဖို့အတွက်နိုင်ငံရှိလင်းရေးကောင်းစင်တဲ့နိုင်ငံအနှံ့ကိုလေချောင်းတိုက်ခိုက်တာတွေနဲ့လက်နဲ့ကြီးတွေအတုံးပြုပြီးထိုးစစ်ဆင်တာတွေကိုတိုးပြီးလှုပ်လာနေတယ်လို့အန်ဒီဘာမားကပြောပါတယ်။မနေ့တနေ့ရတော့ဒီစုံဒေတာမှာဆိုရင်လည်းသချင်းပြည်နယ်စုံဒေတာမှာဆိုရင်လည်းဟိုဘုံကျတိုက်ခိုက်တာလို့လုပ်တယ်။ဒါကတော့ဟိုဥပမာတစ်ခုပါ။ဆိုတော့ဒါမျိုးကတောက်လျှောက် ဟိုသူတို့အာလုတ်ဖို့အတွက်စံပြမြောက်ပိုင်းစုပို့ဆိုးတယ်ပေါ့နော်အခုဒီစံပြမြောက်ပိုင်းရဲ့ဒီနောင်ချိုအထက်နာကဟို data ကိုလည်းသူတို့ကပြန်ပြီးသိမ်းဖို့အတွက်လုပ်နေတဲ့ကိစ္စကြီးရှိတယ်ဆိုတော့ဒါကထိန်းချုပ်ဖို့အတွက်လုပ်လာတဲ့နေရာမှာသူကစစ်စစ်အင်အားအလုံးအရင်တုံးတဲ့နေရာမှာစစ်လက်နက်ပဲမဟုတ်ပဲနဲ့ဒီလင်းရင်တွေနဲ့အဘုံကျတဲ့ခိုင်တဲ့ဟာကိုတောက်လျှောက်လုပ်နေတာကိုလည်းကျမတို့ကတူတူလေးလူလေးခံစားရတဲ့အခြေအနေတစ်ခုရှိတယ်ပေါ့နော် ဒါပြင်ကရင်နီဒေတာထဲမှာလည်းအော်ဂူလာထဲမှာစစ်ကော်မရှင်ရဲ့၃ရက်တာဗုဒ္ဓကျက်တိုက်ခိုက်မှုအတွင်းအယက်တာနှစ်ဒါဇင်ကျော်တည်ဆုံးခဲ့ရတယ်လို့ရခိုင်ပြည်ထက်ကစားတင်ကျောင်းအကြောင်းကိုလည်းလေးကျောင်းတိုက်ခိုက်တာကြောင့်ကလီအနည်းဆုံး20ယောက်တည်ဆုံးခဲ့တယ်လို့အော်တိုဘလာတရင်နေ့ကထုတ်ပြန်ထားတဲ့အန်ဒီဘာမရဲ့အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်စစ်ကော်မရှင်တပ်ဟာအယက်တာပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်ကလီတငယ်တွေနဲ့အမျိုးသမီးတွေအပါအဝင် ပြည်သူတွေနေရစွတ်ခွာထွက်ပြေးနေရတယ်လို့ဆိုပါတယ်အစ်စ်ပြတ်ထမ်းလိုက်တဲ့အသေးတံထိချမှတ်နိုင်တဲ့စိုက်ဘာလုံခြုံရေးဥပဒေနဲ့ရွေးကောက်ပွဲအကအကွယ်ပေးရေးဥပဒေဟာလည်းပြည်သူတွေရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေကိုထိချုပ်ဖို့အတွက်ဖြစ်တယ်လို့ဆိုပါတယ်အထူးသဖြင့်အပြည့်နဲ့ဥပဒေတွေဖြစ်တဲ့ Cyber Security Law တို့နော် Election နဲ့ပတ်သက်တဲ့ Protection Law တွေနော်ဒါတွေကိုနော်ဟိုတကယ်ရာဇဝမှုပုံစံပေါ်ပေါ်ပြပြီးတော့နော်ဒီလူ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 တွေနေရရင် ရှိနေတဲ့ပြည်သူလူထုတွေကိုပိတ်ဆို့ပြီးတော့နော်ကန့်သက်တာတွေအရေးကြီးဆောင်ရတာတွေနော်အဲဒါကသူတို့ရဲ့ပြောလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေအပါအဝင်နော်အဲ့ဒီရဲ့ဒီအင်အားတွေတုံးပြီးတော့ပိတ်ဆို့စစ်စစ်တာတွေနော် harassment လုပ်တာတွေနော်အဲ့ဒါကဒီမတရားဒီငွေညှစ်တဲ့ကိစ္စတွေအပါအဝင်မနော်နေ့စဉ်နေ့တူကလူသားတွေရဲ့ကျွန်တော်ရှင်းတဲ့ရည်ကြီးခွင့်ကို ပို့ပြီးတော့ခက်ခဲလာအောင်ပို့ပြီးတော့ခနာအေဂျင့်နဲ့ပြစ်ဖြစ်အောင်ဒီဥပဒေကလုံနေတယ်ဆိုတဲ့ဟာတွေကိုကျွန်တော်ဖော်ပြရတယ်။ဒါပြင်စစ်ကောင်ရှင်တက်ကဥပဒေကိုလက်နက်တဖွဲ့အတုံးချပြီးရေကောက်ပွဲဆန့်ကျင်သူတွေကိုဖမ်းဆီးအရေးယူတာတွေလုပ်နေတာဖြစ်ပါတယ်။စိုးစိုးကတော့နော်တည်တယ်အတိချက်မှတ်နိုင်တဲ့နော်ဥပဒေကိုပြတ်ထန်းပြီးတော့နော်ဒီတန်လျာရှိတဲ့နော်ပြည်သူလူထုတွေကိုပြစ်မှတ်ထားပြီးတော့ဖိနှိပ်နေတဲ့ကိစ္စတွေကဒီရေကောက်ပွဲအလွန်ကြီးဒီအကျိုးကလာရမှာဖြစ်နေတာတွေကိုကျွန်တော်တို့ ဟို data အတီးပြတက်လာတဲ့ဒီ record တွေလူ့ခွင့်ရေးမှတ်တမ်းတွေကိုပို့ကားပြီးတော့ကျွန်တော်တို့ဖော်ပြထားတာရှိတယ်။လူ့ခွင့်ရေးအဖွဲ့တွေကစစ်ကောင်မရှင်ရဲ့အတူရောက်ရွေးကောက်ပွဲကိုအတိအမှန်မပြုဖို့နဲ့စစ်ကောင်မရှင်ကိုထောက်ခံနေတဲ့တရုတ်ရုရှားလိုနိုင်ငံတွေရဲ့လျှက်ရဟာစစ်ရဇဝမှုတွေကိုအားပေးရရောက်နေတဲ့အတွက်ပြင်းထန်စွာရှုတ်ချတယ်လို့ဆိုပါတယ်။ ကရနီပြည်တွင်းကတပ်တွေအားလုံးကိုပေါင်းစည်းပြီးညီညွတ်သောကရနီပြည်တပ်မတော် United Krani State Army ကိုဖွဲ့စည်းနိုင်ဖို့ KNDF ဒုစီဦးစီးချုပ်မာဝီကတိုက်တွန်းပြောဆိုလိုက်ပါတယ်ဒီလိုဖြစ်လာဖို့အတွက်ပြည်သူတွေပါပူပေါင်းပါဝင်ဖို့တိုက်တွန်းပေးဖို့လည်းတောင်းဆိုထားပါတယ်။ဘာကြောင့်လဲကရနီတော်လှန်ရေးတပ်တွေအားလုံးပေါင်းဖို့ကဘာလို့အရေးကြီးရလဲကိုစောဝေကတင်ဆက်ထားပါတယ်။စစ်ကောင်ရှင်တက်ကိုအနိုင်တိုက်နိုင်ဖို့အတွက်ပြည်내ထဲမှာရှိတဲ့တော်လန်ရေးအင်အားစုတွေအပါအဝင် တပ်တွေအားလုံးပေါင်းစည်းနိုင်ရေးအတွက်ပြည်သူလူထုကပူးပေါင်းပါဝင်ဖို့ကရင်မျိုးသားများကကွယ်ရေးအတွက် KNDF ဒုစီဦးစီးချုပ်မာဝီကတိုက်တွန်းလိုက်ပါတယ်။စစ်ကောင်ရှင်ကိုတိုက်ထုတ်နိုင်ဖို့အတွက်ရှိနေတဲ့အရင်းမြစ်အားလုံးကိုလည်းတနေရာတဲ့စုပေါင်းအသုံးပြုနိုင်ဖို့ပြည်내တစ်ခုလုံးမှာတက်တစ်ခုတည်းဖြစ်ရေးအတွက်ကရင်လူထုအနေနဲ့ဝိုင်းဝန်းတွန်းအားပေးချဖို့လည်းတိုက်တွန်းထားပါတယ်။ကျွန်တော်တို့တလတလအခွန်ဘန်ဒာငွေရရှိမှုကရင်ပြည်내မှာ3000လောက်ရှိတယ်။ ကျွန်တော်ဒီနေ့မှာဒါပထမအဆုံးထုတ်ပြောချင်တာလည်းဖြစ်ဖြစ်ပါအဲ့ဒီသိန်း9000လောက်ထဲမှာသိန်း4000လောက်ကကာကွယ်ရေးဖက်မှာအသုံးပြုတာဖြစ်ပါတယ်သိန်း4000ဆိုရဲချီပတ်စပ်အရေးအတွက်ဟာဥပမာ AKG 4သိန်းဝယ်လို့ရပါတယ်ဒါပေမဲ့စိတ်စိတ်ပြက်စရာပြောတာမဟုတ်ပါဘူးကျွန်တော်တို့ကအဲ့ဒီငွေတွေကိုတစုတစည်းတဲ့အသုံးမပြုဘဲနဲ့ KA ကဘယ်နှပါစင့် Kalalata ကဘယ်နှပါစင့် KNDF က banner process ဆိုပြီးခွဲဝေပြီးတော့မှကိုယ့်ရဲ့တပ်ဖွဲ့ရေးကိုတုံပြူလိုက်တဲ့အခါမှာငွေတွေကောင်းကွဲပြီးတော့မှဘယ်တက်ရင်မှမတိုင်းနိုင်ပဲဖြစ်နေရပါတယ်။ထိုင်းနိုင်ငံချင်းမိုင်မြို့မှာစက်တင်ဘာလ28ရက်နေ့ကကျင်းပခဲ့တဲ့ကရယိုရအက်ဒိုပေါ်မီခေါ်ဒီကူပွဲမှာသူစစ်ဦးစီးချုပ်မာဝီကမိဂွန်းထဲမှာထက်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ ကရီနီပြည်တွင်ကတက်တွေအားလုံးကိုပေါင်းစည်းပြီးညီညွတ်သောကရီနီပြည်တက်မတော် United Kriny State Army ကိုဖွဲ့စည်းနိုင်ဖို့ဆက်လက်စ조사လှုပ်ဆောင်နေတယ်လို့လည်းပြောပါဗျ။ကရီနီပြည်မှာတက်ပေါင်းဆောင်ရှိတယ်။ KA ကလာတာဖယောနီချန်ပီယံအများရှိတယ်ဒါအားလုံးတည်ပြီးဒါဖြစ်ကောင်းဖြစ်မှာ။တိတ်မကြားခဲ့မှာကျွန်တော်တို့ဒီနယ်တစ်ခုလုံးမှာတက်တစ်ခုလည်းဖြစ်ရေးကျွန်တော်တို့မကြားခဲ့မှာစပါတော့မယ်။အဲ့ဒါက United States Army ဆိုတဲ့ဟာမျိုးဖြစ်ပါလိမ့်မယ်။ကျွန်တော်ပြည်နယ်မှာရှိတဲ့တပ်တွေအားလုံးကိုပေါင်းစည်းပြီးတော့မှတသွေးတတန်တမိန်နဲ့စစ်မိတ်ဆာတွေကိုကျွန်တော်တို့တုံးလိုက်နိုင်ဖို့ဖြစ်ပါတယ်။သို့တော့ခက်ခဲတွေအများကြီးကြုံခဲ့ရအောင်ပါဖြစ်မြေပြင်ကစစ်ရေးအခြေအနေဟာပြည်မောဆိုကနေဖူဆိုလမ်းမကြီးတခြားစစ်ကြောင်းထိုးလာတဲ့စစ်ကောင်ရှင်တက်နဲ့တိုက်ပွဲတွေဇက်တိုက်ဖြစ်နေတယ်လို့စစ်ရင်ထဲ90မိပါတဲ့ဖူဆိုမြို့နဲ့ ်မှတ်၄တန်းနဲ့လေ့ကျင့်အကြောင်းကို ရောက်လာပြီဖြစ်လို့တက်ပွဲတွေကပိုပြီးပြင်းထန်လာတော့မယ်လို့ဆိုပါတယ်။တစ်လီလုံးစစ်စင်ရင်မစခင်ကအခြေအနေမျိုးပြောင်းရောက်နေပြီလို့ဆိုပါတယ်။ဒါကြောင့်ကရနီပီကလည်းပြပကိုရောက်နေတဲ့လူငယ်တွေကိုစစ်ကောင်စီတက်ပြီးအတူတခါပြန်လဲတိုက်ခိုက်ပြီးအောင်ပွဲတူခံဖို့သူစစ်အကြီးချုပ်မဟုတ်ကဖိတ်ခေါ်ထားပါတယ်။ဒီဘက်မှာရောက်နေပြီးတော့မှ new normal မဖြစ်သွားခိုင်းစီချင်း။ new normal ဆိုတဲ့အိပ်ပဲချုပ်တိကျမှန်တယ် ဘုရင်အိမ်မှာဘလောက်ပဲဘုံကျဲနေဘုံကျဲနေဒီမှာဘုံမကျဲတော့ဒီမှာအေးစင်းနေလေနေထိုင်တက်သွားတဲ့ဟာမျိုးကိုပြောတာဖြစ်တယ်။ကျွန်တော်တို့အခုချိန်မှာလည်းကျွန်တော်တို့ဒေသမှာအခက်အခဲတွေအများကြီးကြုံနေတယ်ကျွန်တော်တို့အိမ်မှာအခက်အခဲအများကြီးကြုံနေတယ်ဒီဟာတွေကိုမမေ့ဖို့ယူတော့မယ်မဖြစ်သွားဖို့အများရန်ကျွန်တော်ရင်ဘက်တမကောင်းတဲ့မှာတော်လည်းရေးစိတ်တဲ့အများရန်ရှိပြီးတော့မှဒီခီးကိုသွားနိုင်ဖို့ရတယ်ကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ် ဩဂုတ်လကစပြီးစစ်ကောင်ရှင်တက်ကတီမောဆိုမြို့နယ်ထဲကိုအင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးလာခဲ့ပြီးတီမောဆိုဖရူဆိုဘောလခဲလမ်းမကြီးတခြားကိုစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။အဲ့ဒီစစ်ကောင်ရှင်တက်စစ်ကြောင်းနဲ့ခရနီတော်လင်တပ်ဖွဲ့တွေကြားမှာတိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်လို့ KNDF ကစက်တင်ဘာလ28ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒါအပြင်ဂရင်းနီရှမ်းတောင်နယ်စပ်ကမိုးပြဲမြို့မှာလည်းစစ်ကောင်ရှင်တပ်ကစစ်ရေးလှုပ်ရှားနေတယ်လို့မိုးပြဲမြို့နဲ့မြို့နာတစ်ဝိုက်ကရွာဒီမှာရှိတဲ့ PDP ကိုဖမ်းဆီးနှိပ်စက်တာတွေလုပ်နေတယ်လို့ဆိုပါတယ်။ဖေခုံမြို့နယ်တောင်ဆလုံးရွာဘက်မှာလည်းပိုးပြည်သူစစ် PNN နဲ့စစ်ကောင်ရှင်တပ်ပူးပေါင်းစစ်ကြောင်းကစစ်ရေးလှုပ်ရှားနေပြီးလက်လွတ်ထားတဲ့မြို့ရွာတွေကို ပြန်လည်ရယူနိုင်ဖို့အပြေးအထန်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ အစည်းအဝေးကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေ။နောက်တစ်ပတ်ဒီလိုချိန်မှာစောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်စီစဉ်ကိုရန်နာခွင့်ပြုပါရှင်။